နိုင်ငံရေးနဲ့တခြားသောအဖွဲ့အစည်းတွေနောက်ွယ်ကကြိုးကင်နေရဆိုတဲ့ပြောဆိုချက်ကိုအခုလိုတုံ့ပြန်လာတယ်ဖြစ်ဖြစ်တွင်ပြည်သူများလုံးအမင်္ဂလာဝါရှစ် TK Media ကနေပြန်လည်ကြိုးစွန်လိုက်ပါတယ်စစ်ကောင်စီနဲ့တခြားသောအဖွဲ့အစည်းတွေကကြိုးကင်နေဗိုလ်မှူးတယောက်နဲ့ချက်ချိုက်နေရဆိုတဲ့သတင်းတွေကိုပညာသားပပနဲ့တုံ့ပြန်ခဲ့ရကတော့ဖြစ်ဖြစ်တွင်ပါ Facebook ဆက်လက်ပြပြတွင်ဟာအလုံးသိကြတဲ့အတိုင်းအာစတီးယားပူဇော်ပွဲမှာကျွန်းထုတ်ပြရင်းနဲ့နာမည်ကြီးလာတာဖြစ်ပါတယ်။တကယ်ဆိုရင်ပြပြတွင်ကနာမည်ကြီးအနုပညာရှင်မဟုတ်တလို့တရုတ်ဆောင်တာတချင်းဆိုတာလည်းမကျွမ်းကျင်ပါဘူး။ဒါပေမဲ့ပြပြတွင်ကအခုချိန်မှာတော့အလူတန်းကိုနာမည်ကြီးထိတ်တန်းတထေးတွေလုံးလူနိုင်တန်းနိုင်တာဖြစ်ပါတယ်။အခုချိန်မှာနာမည်ကြီးအနုပညာရှင်တွေထိတ်တန်းမင်းသမီးမင်းသားတွေတောင်ပြပြတွင်လောက်မလူနိုင်ပါဘူး။ဒါကြောင့်လည်းပြည်သက်တွေကပြပြတွင်တယောက်ဘဲကရတဲ့ငွေတွေနဲ့လူတန်းနေတယ်လို့ဆိုပြီးတော့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဒီကြားထဲမှာပို့ဆိုတာကဖြူဖြူထွေးရဲ့နောက်ကွယ်မှာကျိုးကင်နေရဲ့နာမည်ကြီးခရိုနီတွေနိုင်ငံရေးအတိုင်းဝိုင်းတွေရှိနေရဆိုတော့ဒါရိုက်တာပြည်ဟင်းတရားရဲ့ပြောကြားချက်ကြောင့်ပါဒါရိုက်တာပြင်းတရားကဖြူဖြူတွင်းဟာအနုပညာလောကကိုစတင်ဝင်ရောက်လာစဉ်ကတည်းကအကြီးကိုအကြီးမန်းမသိအငယ်ကိုအငယ်မန်းမသိသလိုဝါရင်အနုပညာရှင်တွေကိုလည်းရိုသေလေးစားမှုမရှိဘူးလို့ဆိုပါတယ် ဒါကြောင့်လည်းပြပြတွေးကိုအနုပညာအတိုင်းအဝိုင်းတစ်ခုလုံးကဖဲကျင်းထားကြတယ်လို့သိရပါတယ်။ပြပြတွေးကိုဒီလိုဖဲကျင်းထားကြပေမဲ့ပြပြတွေးရဲ့နောက်ွယ်ကကျိုးကင်နေတဲ့အတိုင်းအဝိုင်းကြောင့်ပြပြတွေးဟာတနေ့တစ်ချောင်းငွေအင်အားတောင့်တင်းပြီးချမ်းသာလာတယ်လို့ဆိုပါတယ်။ဒါကြောင့်ပြပြတွင်းဟာမီဒီယာတွေကိုခေါ်ပြီးတော့သူမနာမည်ပိုကြည့်အောင်ပတ်စံပြီးကအင်တာဗျူးခိုင်းတယ်လို့ဆိုခဲ့ပါတယ်။ဒါအပြင်ပြပြတွင်းဟာဘယ်ကရတဲ့ငွေမှန်းမသိပဲအလူအတန်းကြီးတွေလုပ်နေတဲ့ပုံမှာပြပြတွင်းကိုဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူးဖြူဖြူထွေးကတက်မတော်အင်ဂျင်နီယာတက်ကဗိုလ်မှူးတယောက်နဲ့ချစ်သူအဖြစ်ပြေးမှာပို့ပြီးတော့ချမ်းသာကြွယ်ဝလာတယ်ဆိုပြီးဒါရိုက်တာပြည်ဟင်းတရားကဖြူဖြူထွေးနဲ့ပတ်သက်ပြီးတော့ဖွင့်ချပြခဲ့ရဖြစ်ပါတယ်အထူးသဖြင့်တော့ဖြူဖြူတင်းဟာမောင်းမာပေမဲ့ငွေအင်အားကောင်းကောင်းနဲ့လူနိုင်တန်းနိုင်ကနောက်ွယ်ကလက်မဲကြီးရှိနေရဆိုပြီးတော့ပြောခဲ့ရပါဘူး အခုခါမှာတော့ဖြူဖြူသေးကသူမပေါ်မှာဆွဆွဲမှုတွေကိုအခုလိုတုံ့ပြန်ခဲ့ပါတယ်။ဖြူဖြူသေးကသူမရဲ့နောက်ကွယ်မှာကျိုးကင်နေတဲ့အဖွဲအစည်းနဲ့လက်မဲကြီးအဖွဲကဘယ်သူတွေလဲဆိုတာကိုအခုလိုရှင်းလင်းစွာနဲ့ထုတ်ပြောလာခဲ့ပါတယ်။ ဖြူဖြူသေးထုတ်ပြလာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့ဖြူဖြူသေးရဲ့အမေနဲ့ညီကိုမောင်နှမတွေကကျိုးတချောင်းစီကိုဂိုင်ထားပြီးတော့သူတို့ကဖြူဖြူသေးကိုကျိုးဂိုင်ထားတဲ့အဖွဲအစည်းပါဆိုပြီးအရှုံးဖောက်ပြောဆိုလာခဲ့ပါတယ်။ဒါအပြင်လက်မဲကြီးတွေကလည်းသူမရဲ့မိသားစုဝင်တွေပဲဖြစ်ပြီးတော့ကာဝတ်ရှော့လုံးနေလို့လက်မဲတာဆိုပြီးပြောခဲ့ရပါဘူး။ ဖြူဖြူထွေးကသူမကိုကြိုးကင်နေတဲ့အဖွဲစီလက်မဲကြီးတွေဆိုတာမရှိကြအောင်သူမရဲ့နောက်မှာသူမလုပ်ချင်တဲ့ provider အလို့အတန်းတွေအတွက်ပံပိုးနေရကသူမရဲ့မိသားစုဝင်တွေပဲရှိတယ်လို့ဖြူဖြူထွေးကရှင်းပြခဲ့ပါတယ်။ဒါအပြင်သူမလူတန်းနေတဲ့ငွေတွေကလူတွေဆွဆွဲကြသလိုမတန့်ရှင်းတဲ့ငွေတွေမဟုတ်ပဲပြည်တွင်းနဲ့နိုင်ငံတကာကစေတနာရှင်လူရှင်တွေရဲ့ငွေတွေပါဆိုပြီးတော့ဖြူဖြူထွေးကရှင်းပြခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖြူဖြူထွေးရဲ့ဖြည့်ရှင်းလာပုံနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။ ်။အဆုံးထိကြိုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။